hello အလောက်ဝမင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့နှစ်ရက်နေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးရထားတဲ့အပြောင်းအရွှေ့တချို့ကိုကျွန်တော်ဆွေးနွေးသွားပါမယ်ဝင်လင်ကစားမဖြစ်တဲ့ကျွန်တော်ဒါ Bruno Fernandes တို့ Kana Chu တို့အပြင်ကျွန်တော်တခြားရထားတဲ့အပြောင်းအရွှေ့လေးနဲ့ပတ်သက်လို့လည်းကျွန်တော်ဒါဆွေးနွေးသွားကြပါမယ်အလောက်ဝမင်္ဂလာပါအလောက်ဝမင်္ဂလာပါ Sorry ကလပ်တီးရဲ့ဘက်ကလည်းသူတို့ပင်အဟီလာရဲ့ဘက်ကကွန်လင်စာမဖြစ်တဲ့ဘရူနိုဖရန်နက်စ်ကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့သူတို့လက်မလျှော့သေးတယ်လို့လက်ရှိမှာကစားမဖြစ်သူနဲ့ သဘောတူညီမှုရဖို့အတွက်နှိစက်မှုတွေရှိလာပြီးဆိုပြီးတော့ပါသူတို့တွေကယူဆထားကြတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအရင်ဆုံးဆွေးနွေးကြည့်ရအောင်ပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်အဟီလာရဲ့ဘက်ကတော့လက်ရှိကွင်းလင်ကစားမဖြစ်တဲ့ဘောနောဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိတော့မှာဖြစ်တယ်ဆိုပြီးတော့ယုံကြည်ထားတယ်ပေါ့သူတို့ပြင်ဒီတစ်ပတ်ပြီးခဲ့တဲ့တစ်ပတ်အတော်တွင်ဆွေးနွေးမှုတွေကစားမားနဲ့လုပ်ခဲ့အပြီးမှာသူတို့ဘက်ကအတိုင်းအတာတစ်ခုတည်းကစားမားကိုခေါ်နိုင်မယ်လို့အများကြီးယုံကြည်ထားကြတာ လက်ရှိမှာဆိုလို့ရှိရင်တော့ဟိုကစားမားဖြစ်သူရဲ့ဗောနော်ကျွန်တော်ဒါမိသားစုကိစ္စတွေနဲ့ပတ်သက်လို့လည်းလိုအပ်တာတွေထပ်ပြီးတော့ဆွေးနွေးနေတယ်ဒါအပြင်ကစားမားဖြစ်သူကသူကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့လည်းမကြခင်မှာပြုလုပ်သွားဖို့ရှိတယ်ဗောအေဟီလာရဲ့ဘက်ကတော့လာမယ့်ဒီတောက်ကြာနေဗောနော်တခုတနင်္လာနေ့မလားဆိုတော့လာမယ့်တောက်ကြာနေ့မှာကိုပဲဘရူနိုဖန်ဒက်စီကနေပြီးတော့ပြက်သားတဲ့ဆုံးဖြတ်ချက်ကိုသူတို့လိုချင်နေဗောဗျာဆိုတော့အဲဆိုတော့ဘရူနိုဖန်ဒက်စီရဲ့ဘက်ကလည်းခုနကပြောသလို သူကဗောနော်သူပြောင်းမယ်ရွှေ့မယ်ဆိုလို့ရှိရင်သူ့မိသားစုနဲ့ပတ်သက်တဲ့အချက်လက်တွေပါသူကထည့်ပြီးတော့စဉ်းစားနေတာကိုဆိုတော့တောက်ကြနေမှာပဲနောက်ဆုံးထားပြီးတော့ကိုပဲကျွန်တော်တို့လာလူချင်းနေပေါ့ဗျာဒါကအတင်းအတွက်ကျွန်တော်တို့ဒါအများကြီးစဉ်းစားကြရပါကျွန်တော်ခုနကပြောသလိုပဲဟာနဒက်စ်ကဗျာဒီလာအရေးကြီးဆုံးကစားမဆိုရင်လည်းအတင်းမှာဆက်မရှိဘူးဆိုလို့ရှိရင်လည်းပြည်တနာမရှိဘူးဒါတခြားပြောတာမဟုတ်ဘူး ကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ကနေတန်းတရာ120လောက်ရမယ်ဆိုရင်အဲ့ဒီအပြောင်းအရွှေ့ကြီးကိုကျွန်တော်တို့ကအကျိုးရှိရှိစွာအသုံးချနိုင်မယ်ဆိုရင် ပြောတာနော်အကျိုးရှိရှိစွာအသုံးချနိုင်မယ်ဆိုရင်ဒါအဆင်ပြေမှာပဲအသုံးမချနိုင်ရင်တော့ကျွန်တော်တို့ဒါနော်စုပေါင်းပြီးငိုကြတာဗောလေအော်ဒါမလားနော်ပိုင်ရှင်ကြီးရဲ့အသုံးမချမှုတွေအောက်မှာဒါပေမဲ့လို့ပြောချင်တာက Finalist ဒီအတင်းမှာဆက်ရှိလေပဲအများကြီးအပေါင်းလက္ခဏာဆောင်နေကစားမှာအတင်းမှာဆက်မရှိဘူးပြောတော့ရောင်းချမယ်ဆိုလို့ရှိရင်လည်းပဲ ျွန်တော်ကပေါင်သန်း100လောက်တော့ကျွန်တော်ရမှာပဲဆိုတော့အသင်းအနေနဲ့ရှုံးကွက်ကမရှိဘူးဆိုပြီးတော့ကျွန်တော်ဖြစ်နေတယ်ဒီတော့ပါနက်ဒက်စ်ရဲ့အပြောင်းအရွှေ့ကဖြစ်လာဖို့လဲကျွန်တော်များတယ်လို့လည်းအသင်းဘက်ကထက်တွက်ထားမှရမှာနောက်တစ်ခုရှိတာကပါနက်ဒက်စ်နေရာကိုငါတို့ဘယ်သူတွေနဲ့အစားထိုးမလဲဆိုတာကလည်းအသင်းဘက်ကတော့ပလန်ချထားမှာတော့ကျွန်တော်ရမယ်အမ်မိုရီနိုဘာလို့ကိုသွားမပြောနဲ့ဗျာအမ်မိုရီနိုဘာလို့ကလုံးဝလက်လွတ်ချင်တဲ့သူတွေမဟုတ်ဘူးအသင်းတာဝန်ရှိသူရဲ့ဘက်ကလည်း Manchester United ကိုဆက်ပြီးတော့ဘောနော် ဟိုဗာလဲကစားမကိုထားခြင်းနဲ့ဘာညာပြောပြမိလို့တန်းတရာဆိုလို့ရှိရင်တော့ညင်းလို့ရတော့မှာမဟုတ်ဘူးလေနော်ဂျားတွေကမှကစားမကလည်းပြောင်းခြင်းနေဆိုရင်တော့ကျွန်တော်တို့အတွက်အပြောင်းအလဲကဖြစ်ပြီပဲဆိုတော့ဒီနေရာမှာအေဟေလာရဲ့ဘက်ကတော့ဖာနန်ဒက်စ်ဘက်ကသူတို့ကိုအပြေပြီးမှဟို United ထံကန့်လန့်မယ်ဆိုတော့ဒါကြီးကနည်းနည်းကန့်လန့်ဖြစ်နေတာဖာနန်ဒက်စ်ဘက်ကရောလာမဲတောက်ကြနေမတိုင်ခင်မှာပြက်သားတဲ့အဆုံးဖြတ်ချက်တွေကျွန်တော်အေဟေလာကိုပေးပါမလားတခုရှိတာကတော့ဒီပိတ်ကိစ္စနဲ့ပတ်သက်လို့ရှိရင် အကြာကြီးကျွန်တော်တို့သိရဟိုစောင့်ရဖို့မရှိဘူး ကလပ်ဝေါ်ကပ်ကကျွန်တော်တို့မကြခင်စတော့မှာဆိုတော့အဲ့မစခင်မှာကိုပဲကစားမကိုမှတ်ပုံတင်ဖို့လိုပဲဆိုတော့အဲဟေလာရဲ့ဘက်ကအဲ့ဒီတူအမှန်ကန်ကျူးပန်းနေတာအဲကြောင့်ကွင်းလေကစားမပြည့်တဲ့ Finalist ကလက်ရှိမှာဆိုလို့ရှိရင်ပေါ့နော်ပြီးခဲ့တဲ့ဒီပလုံအဲဟေလာအသင်းတောင်ရှိသူတွေနဲ့ဆွေးနွေးအပြီးမှာကစားမဖြစ်သူဟာသဘောတူညီမှုရတော့မယ်ဆိုပြီးတော့အဲဟေလာတောင်ရှိသူတွေဘက်ကယူဆထားတာဆိုတော့ကြောင့်စောင့်ကြည့်ရမယ်ဒီကစားမရဲ့အပြောင်းအရွှေ့မှာကျွန်တော်ဘာလာဘာတွေဘယ်လောက်ထိ ဆက်ပြီးတော့ထူးခြားလာအောင်မလဲကျွန်တော်ကြည့်ရမှာပေါ့လေဆိုတော့ Fernandez ကတော့ဘလူးပဲဖြစ်ဖြစ်အတင်းမှာပဲဆက်နေနေအတင်းကနေပဲထွက်ထွက်အတင်းပေါ်မှာတနည်းမဟုတ်တနည်းနဲ့တော့ကျွန်တော်ဒါအကျိုးပြုသွားမှာပဲเนาะအကျိုးပြုသွားမှာပဲဒါကတော့ကောင်းတဲ့တစ်ချက်လို့ကျွန်တော်ထင်တယ်တခုရှိတာကကျွန်တော်တို့စိတ်ပူရမှာကသူတို့တွေပြန်ပြီးတော့အစားထိုးနိုင်ပါမလားပေါ့ဒါကိုပဲကျွန်တော်စိတ်ပူရမှာဆိုတော့ညီတို့နေနေရောကွင်းလင်စာမှာပြည့်တဲ့ Fernandez ရဲ့အပြောင်းအရွှေ့ အမှန်ကန်ဖြစ်လာလိမ့်မယ်လို့ညီကတို့ယူဆထားကြလား Okay အဲနောက်တစ်ခုကျွန်တော်ရှိတယ်နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်ပါအဲနောက်တစ်ခုကကျွန်တော်အံပွေမှုနဲ့ပတ်သက်တဲ့သတင်းပေါ့လေဒီညမှာလည်းအံပွေမှုနဲ့ကလည်းဗျာကျွန်တော်တို့အနေနဲ့အများကြီးဒီသတင်းတွေကြီးပဲပါပဲသူတို့ပြနျူကာဆယ်ရဲ့ဘက်ကလိုချင်တယ်နော်နျူကာဆယ်ဘက်ကကျွန်တော်လိုချင်တယ်ပြီးလို့ရှိရင်နျူကာဆယ်နီးနဲ့ဒီမလားမန်ချက်စတာယူနိုက်တက်ကိုကြော်ပြီးတော့ခေါ်နိုင်မဲ့အခွင့်အရေးပြောရအောင်ချန်ပီယံစ်လိဝင်ခွင့်တွေသူတို့ရထားတဲ့ဒါမျိုးတွေကျွန်တော်တက်နေတာကိုဒီညမှာ ီနေရာမှာကျွန်တော်တို့ဘယ်လိုပြောမလဲအသင်းဘက်ကဗျာဒါပြီးလို့ရှိရင်တော့တေးကြတဲ့အံပွဲမူကိုတော့ကျွန်တော်တို့အနေနဲ့ဒါခေါ်ဖို့လဲကျွန်တော်ကျူးပန်းတော့မှာပြဿနာကဘာလဲဆိုတော့ငွေမရှိတော့ဘူးငွေမရှိတော့ဘူးပေါ့နော်အံပွဲမူနဲ့ပတ်သက်လို့ဒါကိုနျူကာဆယ်ကသူတို့အနေနဲ့ဒါအခွင့်အရေးယူကောင်းလဲယူမှာပဲကာဆယ်မှာတခုတော့ရှိတာကသူတို့ကတန်းရာချီကစားမားတွေကိုတော့ခေါ်လို့မရဘူးဒါပေမဲ့အံပွဲမူတို့ဘာလို့ကိုတော့သူတို့ခေါ်လို့ရတဲ့အခြေအနေမျိုး Champions League ဝင်ခွင့်လည်းရတယ်အံပွဲမူကိုခေါ်ဖို့အတွက်တန်း60လောက်လည်းတုံးနိုင်နေဆိုလို့ရှိရင်တော့ အချိန်ကြီးတော့ကျွန်တော်ကောင်းပြီအဲ့ဒါအချိန်ကြီးတော့ကျွန်တော်ကောင်းပြီဒါပေမဲ့လို့ကိုရီအတွက်ကျတော့စဉ်းစားရတော့မှအင်းငါတို့အံပွဲမှုကိုလိုချင်တယ်ငွေကလည်းမရှိဘူးเนาะ Champions League ဝင်ခွင့်ကလည်းရမနေဘူးဆိုတဲ့ခါကျတော့ Champions League ဝင်ခွင့်အတွက်เนาะ Champions League ဝင်ခွင့်အတွက်ကျွန်တော်တို့ကဘာမှလုပ်လို့မရပြီမြင်ငွေရှုကြောက်လို့ရှိရင်တော့ကိုကစားမားတွေကိုရောင်းလို့ရတယ်ဆိုတော့တကယ်ကျွန်တော်ရောင်းရင်ရောင်းလာမှာပဲတကယ်ရောင်းရင်ရောင်းလာမှာပဲเนาะဟုတ်ဆိုတော့ဒါကြောင့်အံပွဲမှုနဲ့ပတ်သက်တဲ့တင်ကတော့အများကြီးထူးခြားတာတွေကျွန်တော်တို့ဘာမှမရှိသေးဘူး ိုဘက်ကဒီကုညာကိုကျွန်တော်ဓာတ်ပုံနေပါရီနဲ့ပေါ့နော်ဓာတ်ပုံနေပါရီနဲ့ official ကြီးညာအပီးအပီးမှာမီဒီယာကဏ္ဍတွေအပီးမှာနောက်ထပ်ထပ်ပြီးတော့ကြားမယ်တဲ့ရင်လို့ကျွန်တော်ထင်တယ်တေချာတာတကူကတော့ကျွန်တော်တိုက်စစ်ကနောက်ထပ်နှစ်နေရအစားထိုးဖို့ကြံသေးတယ်တိုက်စစ်မှုစစ်စစ်ရဲ့လက်ရှိမှာအန်ပွေမှုရဲ့ Nero Nebatan ရဲ့ဆိုတော့ဒီနေရာတွေကအမှန်ကန်ကျွန်တော်ထပ်ပြီးတော့ထွက်လာမယ်တဲ့ရင်နေရှိရဒီမှာဒါတွေကိုကျွန်တော်စောင့်ကြည့်ရမှာเนาะဒါတွေကိုကျွန်တော်စောင့်ကြည့်ရမှာပဲနောက်တစ်ခုကဘယ်လိုပြောမလဲဒီ ကာနာချူတို့ဘာဦးနဲ့ပတ်သက်တဲ့အရာပေါ်လေကာနာချူကတော့လက်ရှိမှာမန်ချက်စတာယူနိုက်တက်ကနေပြီးတော့လုံးဝမတော့ပြောင်းဖို့ရှိနေပြီးတော့ချယ်ဆီကိုပြောင်းချင်နေတယ်ဆိုတဲ့သတင်းတွေကျွန်တော်ထွက်နေတယ်။နော်သူတို့ချင်းဒါ at iron နဲ့ဖော်ပြဖော်ပြချက်ဆိုလို့ချင်းလည်းပေါင်တန်း40တိကျွန်တော်အသင်ဘက်ကတန်ကြီးတက်မှတ်ထားတဲ့ပညာပေါ့ဒါရီကတိတ်ထူးဆန်းနေလို့ကျွန်တော်မထင်ဘူး။ချယ်ဆီနဲ့ပတ်သက်လို့ကလည်းကျွန်တော်ချယ်ဆီနဲ့ချယ်ဆီနဲ့သတင်းကဗျာအခုမှထွက်တာတော့မဟုတ်ဘူးပေါ့နော်။ချယ်ဆီဘက်ကတော့သူတို့ left wing မှာသူတို့ဒါကာနာချူကိုလိုချင်တာပေါ့လေ။နာပိုလီရဲ့ဘက်ကလည်းတကယ်အစားထိုးချင်တာ။ နာပိုလီရဲ့အဘက်ကလည်းတကယ်အစားထိုးကျင်တာဆိုတော့ဘယ်လိုပြောရမလဲဒီအချီနီကပေါ့နော်ကာနာချူတို့ရဲ့တန်း40ရရင်အတင်းကတော့ဘယ်အတင်းမဆိုလက်လွတ်မဲ့အနေထားမျိုးအကယ်လို့နာပိုလီရဲ့ဘက်ကတကယ်အမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းမယ်ဆိုလို့ရှိရင်တော့သူတို့ယာကောင်းလေးရသွားမှာပေါ့လေနော်ယာကောင်းလေးကျွန်တော်ရသွားမှာပေါ့ဆိုတော့ဒါကြောင့်ကျွန်တော်တို့နေအချီနီကဘယ်လိုပြောရမလဲဒီကာနာချူနဲ့ပတ်သက်လို့ရှိရင်ဈေးပိုပေးတဲ့အတင်းကိုကျွန်တော်ရောင်းဖို့ကြိုးပမ်းမှာပဲဒီနေရာမှာဘယ်လိုပြောမလဲဒီ Chelsea တို့ဘာတို့ကိုဆိုလို့ရှိရင်တော့ကျွန်တော်တို့က လက်လွတ်ဖို့အတွက်ကတော့ဗျာကျွန်တော်တို့ဒါနော်ဟိုအမှန်ကန်မဖြစ်မဖြစ်ဖို့ကျွန်တော်ကြိုးပမ်းမှကျွန်တော်ရမယ်နော်ဘာလို့လဲဆိုတော့ချဲစီတို့ဆိုတာမျိုးကကိုယ့်ရဲ့ပြည်တွင်းပြိုင်ဘက်တွေဗျာဒီလားနော်ပြည်တွင်းပြိုင်ဘက်တွေတော့ကျွန်တော်တို့အနေနဲ့ဘလူးမန်ကျွန်တော်လက်လွတ်လို့ကျွန်တော်မရဘူးပြည်တွင်းပြိုင်ဘက်တွေကျွန်တော်အနေနဲ့ဘလူးမန်လက်လွတ်လို့မရဘူးမဟုတ်လို့ရှိရင်ကျွန်တော်အနေနဲ့တိုင်ဘက်သွားနိုင်မယ်နော်ဆိုတော့ပြည်တွင်းပြိုင်ဘက်တွေဆိုလို့ရှိရင်တေးကြတယ်မင်းတန်း60ပါညာတောင်းပလိုက်လွယ်လွယ်ကူကူနဲ့လက်မလွတ်နဲ့ဗျာဟုတ်တယ်မလားနော်ဒန်နီယယ်လီဗီတို့ဘာလို့လို့ဖြစ်ရမှာ လီဗီရိုပါလို့ဆိုလို့ရှိရင်မြင်ပြည်တွင်းပြိုင်ပွဲတွေဆိုဒီကောင်တွေကဘယ်တော့မှငွေကြီးတက်တက်တက်တာမပေးဘူးဒီလားပြည်ပကလပ်တွေကိုရောင်းတယ်ပြဿနာမရှိဘူးဒီပြည်တွင်းကလပ်တွေဆိုဘယ်တော့မှစည်းတက်တက်တာနဲ့မရောင်းဘူးဒီလားနော်အခုလောက်ပြသွားတာလေဆိုတော့အတင်းတာဝန်ရှိသူတွေလည်းအဲ့လိုဖြစ်နေဖို့ကျွန်တော်လိုတယ်ချယ်ဆီတို့ပါလို့ကိုလက်မလွတ်လေကောင်းနေပဲဒါပေမဲ့လို့လက်လွတ်မယ်ဆိုရင်စည်းတက်တက်တာနဲ့လက်မလွတ်နဲ့အဲ့လိုပဲကျွန်တော်သွားအောင်ပါသိရမလား ဘရူနိုကိုရောင်းပြီးတော့တဲ့သူ့နေရာမှာဗျာတဲ့အဲပြန်ဝယ်ပေးတယ်ဆိုလို့ရှိရင်တော့မဘရူနိုတော့အသင်းတွေဆွမ်းဆောင်ရည်မျိုးရပါမလို့လည်းတွေးပူပါသေးတာတဲ့ပရိသတ်တွေတော်တော်ပိုက်ဆံကြလို့လက်လို့ချင်တော့ဒီတင်းကအချင်းချင်းစူးစူးသွားမှာပဲကြောက်ပါတယ်ဗျာတဲ့နော်အဲဘယ်လိုပြောမလဲနှစ်ယောက်လောက်ကောင်းကောင်းအားပြည့်နေတယ်ဆိုလို့ရှိရင်တော့မစိုးဘူးလို့ပြောရမှာပေါ့လေမစိုးဘူးလို့ပြောရမှာပေါ့ဟုတ်တယ်မလားဘရူနိုအက်ဒလနာကအီဒါဆန်နဲ့တရင်မထွက်သေးဘူးလားတဲ့အခုချိန်ကြီးတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အဲဘာမှန်တရင်တော့ကျွန်တော်တို့ပေါ့နော်ဟိုမထွက်သေးပါဘူး အဲကွန်ညာကိုတဲ့ဘယ်သူနေရာဆော်ခိုင်းမလဲဆရာသမားကြီးကွန်ညာဘယ်နေရာဆော့မလဲမသိရင်တော့ကျွန်တော်လေးဆက်ပြောစရာအကြောင်းမရှိတော့ဘူးဘရဒါကြီးနော်ကွန်ညာကစားမရောက်လာတဲ့ကိုသိန်းနီးပြတဲ့ဒီကစားပုံကြီးပဲတုံးနေတယ်ဒါပေမဲ့လို့ပေါ့နော်ဘယ်နေရာဆော့လာမလဲမသိဘူးဆိုလို့ရှိရင်တော့ဆရာသမားကြီးနော်မပြောရတော့ဘူးဆိုတော့ကျေးဇူးများတင်ပါတယ်ဆိုတော့လော့တဲ့ချင်းချင်းကြီးတွေတထောင်နီးပါးရှိပါတယ်ဆိုတော့ဒါ channel လေးကို subscribe မနေသေးဘူးဆိုတော့ဒီနေ့ပြတော့တောင်းဆိုပါတယ်ဒီထဲမှာညီကလေးဆိတ်ဝင်သားဖို့ကောင်းတဲ့သတင်းတွေပါသွားလိမ့်မယ်လို့ယူဆပါတယ်နေကင်းမှာလည်းထပ်ပြီးတော့တက်လာတဲ့သတင်းတွေကိုကျွန်တော်ပြန်ပြီးတော့တင်ပေးပါဦးမယ် ားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ